ဒီကနေ့ဆွန်လာ22ရက်နေ့စနေနေ့အတွက်မော်လဝတ္တခမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။အနောက်တမုတ်တုံလျာအကောက်နေစေဖြစ်တာကြောင့်ဇွန်လ30ရက်နေ့အထိမိုးရွာသွန်းနေဦးမှာဖြစ်ပြီးပဲခူးတိုင်းရှေ့ကျန်းမှာလည်းမိုးဆလင်များနေမှာဖြစ်တယ်လို့မော်လဝတ္တပညာရှင်ဝန်နိုင်ကအသိပေးထားပါတယ်။ဒီကနေ့မနက်မှာစစ်တောင်းမြေဟာစွေရည်အမတ်ရောက်ဖို့နှစ်ပေကျော်ကနေလိုနေပြီးဆက်လက်မြင့်တက်လာကစွေရည်အမတ်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ မနေ့ကခပောင်းချောင်းရဲ့ရုတ်တရက်မြင့်တက်မှုနဲ့စစ်တောင်းမြေမြင့်တက်လာတာတွေကြောင့်မြကင်းအနည်းနဲ့မြင်းနေပိုင်းတွေမှာနေထိုင်သူပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့နဲ့ရေတက်လာပါကချိုတင်ရှောင်ရှားကြဖို့မလူဝတ္တပညာရှင်တွေကသတိပေးထားပါတယ်။ဒီကနေ့ကနေဇူလိုင်လ2ရက်နေ့အထိအေယော်ရီမြေပြားဒေသတွေနဲ့ချင်းတွင်းမြေပြားဒေသတွေမှာလည်းမိုးသည်ထန်ပြီးမိုးရေကြီးများနေတာကြောင့် မြေရင်မြင့်တက်လာနိုင်တော့မြေရင်အခြေအနေထုတ်ပြန်ချက်တွေကိုသတိထားဆောင်ကြည့်ကြဖို့မလူဝတာပညာရှင်ဝန်နိုင်ကတိုက်တွန်းထားပါတယ်။ဒီကနေ့ညနေအထိကရနီကရပြည်မန္တလေးတိုင်းစကိုင်းတိုင်းအောင်ပိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကျကျချင်းပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိစိချင်းပြည်နဲ့တိုင်းတွေမှာနေရာအနှံ့ပြားမုတ်တချုံရွာနိုင်ပြီးရွာရင်ရောင်းတော့ပြည့်ဖြစ်ပါတယ်။ကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်းအထက်ပိုင်း အေယော်ရီတိုင်းနဲ့တရနာအတိုင်းတို့မှာနေရာကွက်ပြီးမော်ကျင်နိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေပါတယ်။မြမကင်မရန်တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာတခါတရံမုတ်တုံလေပြင်များကြာရောက်ပြီးလှိုင်းကျင်းနိုင်ကလှိုင်းမြင့်၁၀ဘေးကနေ၁၂ဘေးခန့်ရှိနိုင်ပါတယ်။ရန်ကုန်တိုင်းစကိုင်းနယ်အထက်ပိုင်းနဲ့အေယော်ရီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေရှားရာတခြားမိုးရွာသွန်းခြင်းနဲ့အတူလေပြင်တိုက်ခတ်ခြင်းမိုးထစ်ချောင်းခြင်းမိုးကြိုးပြင်းခြင်း လျှင်စီးလွတ်ခြင်းနဲ့မောသည့်တွေ့ခြင်းစားရမောလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချုပ်တင်သတိပြုနေထိုင်ကြဖို့မောဇလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရှမ်းပြည်နဲ့စကိုင်းတိုင်းတို့မှာမိုးပေါ်လာပါမယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့ဒေနာရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။